ားလုံးပဲမင်္ဂလာပါစေ။၂၄နှစ်အတွင်းထူခြားတဲ့ပြည်ရင်းပြည်ပါစေဝန်ဆောင်ဖရဲသတင်းလေးကိုတင်ဆက်ပေးပါရောင်းမယ်။ကျမတော်မြစ်တီကိုပါ။ပြည်ဦးလယ်မှာမိုးသက်ထန်ဆောင်ရသောပြည်ရဲ့နောက်မှာရေကြီးရံမှုတွေဖြစ်ပေါ်နေတဲ့တဲ့။ပါကစ္စတန်ဘက်မှာသွင်းကုန်များမတင်သင့်မှုအတွက်အိန္ဒိယပြိပင်လိုက်တဲ့တဲ့။ယူကရိန်းစစ်ပွဲအတွက်နျူကလ িয়ার သက်သက်သောမှုအတွက်လိုအပ်ဖွဲ့မရှိဘူးလို့ရုရှားသမ္မတတုံ့ပြန်လိုက်တဲ့တဲ့။ ပထမဆုံးရရှိရှမ်ပီယံစုအတွက်ဟာရီကိန်းအလွန်ကျွံအဝဲခံတဲ့သတင်းပါပဲ။အစရှိတဲ့ပြည်တွင်းပြည်ပစိတ်ဝင်စားဖွယ်တဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။ပထမဆုံးအနေနဲ့ပြည်တွင်းသတင်းတစ်ပုဒ်ကိုတင်ဆက်ပေးကြပါမယ်။ပြည်ဦးလွေမှာမိုးတက်တက်ဆောင်ရပြီးတဲ့နောက်မှာရည်ကြီးရှမ်မှုဖြစ်ပေါ်နေပါတယ်။ဒီသတင်းကိုတော့မြန်တူကပေးပို့လာပါဗျ။ မန္တလေးတိုင်းပြည်ဦးလွေမြို့မှာမေလ၄ရက်နေ့မနက်ပိုင်းကမိုးတက်ထန်စွာရသွန်းကရေကြီးနေပြီးတောင်ကျရေများပါစီလာမှုဖြစ်ပေါ်နေရလို့သိရပါတယ်။လက်ရှိမှာမိုးများပြီးတောင်ကျရှောင်းရဲ့အချိန်ကြောင့်မန္တလေးလမ်းဆက်ရှောင်းမှန်ကဲအနီးကအုံရှုံရဘက်ကိုရေများစီးဝင်နေကြောင်းသိရပါတယ်။လူမှုကွန်ရက်မှာပြန့်နေတဲ့ရုပ်တံရလေမန္တလေးပြည်ဦးလွင်ကားလမ်းရဲ့ဆက်ရှောင်းမှန်ကဲစစဲကဲအနီးမှာတောင်ကျရှောင်းရဲ့များဟာအချိန်နဲ့ကြာဆင်းနေရကိုတွေ့ရပါတယ်။မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့မေလ၃ရက်မနက်၉နာရီ ွဲမှာမေလာလီရဲ့မနက်9နာရီခွဲတိုင်းတာချက်များအရာနေပြော်နဲ့မန္တလေးတိုင်းမှာနေရာကွက်မိုးကြီးခဲ့ပြီးပြည်ဦးလင်မြို့မှာမှတ်သားဖွယ်ရာမိုးရေးကျိန်းနှစ်တသမ6တလက်မှရှိရလို့လည်းထုတ်ပြန်ထားရလို့သိရပါတယ်ရှင်။ဆက်လက်ပြီးနိုင်ငံတကာဒင်းသဘောကိုတင်ဆက်ပေးကြပါမယ်။ပါကစ္စတန်ဘက်မှတွင်ကုန်များမတင်သင့်မှုအတွက်အိန္ဒိယပြည်ပင်လိုက်ပါတယ်။ဒီသတင်းကိုတော့ညင်းချောင်းကပြပေါ်လာပါဗျ။ အိန္ဒိယဆိုရာဟာပါကစ္စတန်နိုင်ငံဘက်ကတွင်ကုန်တွေအိန္ဒိယနိုင်ငံလေးကိုမတင်သင့်မှုအတွက်ပြင်ပလိုက်တယ်လို့သိရပါတယ်။ကက်ရှမီးယားဒေတာမှာအစ္စလာမ်ဆိုရာဖွဲ့တွေကဟိန္ဒူခီသွားဧည့်သည်တွေကိုပြစ်ခတ်တိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်ကြောင့်26ရက်သိမ်းဆုပ်ခဲ့ရတဲ့ဖြစ်စဉ်ပြီးမှနျူကလ িয়ার လက်နက်ပိုင်ဆိုင်ထားတဲ့အိန္ဒိယနဲ့ပါကစ္စတန်ကြားမှာစိုးရိမ်ပေါ်ရာဆက်ဆံရေးတင်မာမှုတွေဖြစ်ပွားနေတာဖြစ်ပါတယ်။အိန္ဒိယဆိုရာဟာနိုင်ငံအတွင်းမှာရှိတဲ့ပါကစ္စတန်လမ်းလွင့်လူထားတဲ့တင်မောတွေကိုစိုက်ခတ်ခွင့်မပေးတော့ဘူးလို့အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ပါကစ္စတန်ဘက်ကလည်းဆက်ဆံရေးတင်မာမှုတွေမြင့်တက်လာ ာပြီးနောက်မှာတာဝန်ပြည်ထောင်ကြီးဆက်သက်မှုတွေကိုဆယ်စုနှစ်တခုအတွင်းပထမဆုံးအကြိမ်ပြုလုပ်ခဲ့ပါတယ်။အမေရိကန်နဲ့ရုရှားပါဝင်ကုလသမဂ္ဂအဖွဲ့အထွေထွေတွေ့မှုချုပ်တို့ကအိန္ဒိယနဲ့ပါကစ္စတန်ကြားမှာစစ်ဖြစ်ပွားရတဲ့အနေအထားမရဖို့အတွက်ဆက်စပ်မှုတွေလှုပ်ဆောင်နေရလို့လည်းသိရပါတယ်။နောက်ထပ်နိုင်ငံတကာဒိန်းသဘောကိုတင်ဆက်ပေးကြပါမယ်။ယူကရိန်းစစ်ပွဲအတွက်နျူကလ িয়ার နဲ့တုံးမှုအတွက်လိုအပ်ခွင့်မရှိဘူးလို့ရုရှားသမ္မတသုံးသပ်လိုက်ပါတယ်။ဒီသတင်းကိုတော့ညင်းချောင်းကပြပေါ်လာပါဗျ။ ရုရှားသမ္မတပူတင်ကယူကရိန်းနဲ့ဖြစ်ပွားနေတဲ့စစ်ပွဲမှာနျူကလ িয়ার လက်နက်အသုံးပြုဖို့အတွက်လိုအပ်လာမှာမဟုတ်ဘူးလို့တုံ့တိုက်ခဲ့လို့သိရပါတယ်။နိုင်ငံပါရုပ်တန်တွေရဲ့တစင်ရုရှားပြည်သူတွေကိုပြောကြားခဲ့တဲ့မိန့်ခွန်းတွေမှာပူတင်ကယူကရိန်းဘက်ကရုရှားပိုင်နယ်တွေကိုတိုက်ခိုက်မှုတွေလှုပ်ဆောင်နေတာကိုတုံ့ပြန်တဲ့နေရာမှာနျူကလ িয়ার လက်နက်အသုံးပြုရတဲ့အခြေအနေတိရောက်မှာမဟုတ်ဘူးလို့ထပ်သွင်းပြောကြားခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ်ပူတင်ဟာယူကရိန်းနဲ့ထိစပ်နေတဲ့နေဆက်တွေမှာနျူကလ িয়ার လက်နက်တွေဖြန့်ခွဲနေရရှာထားပြီးဖြစ်တယ်လို့နျူကလ িয়ার လက်နက်တွေပါတဲ့စီးရီးလေးချင်းမှုတွေပြုလုပ်ဖို့လည်းအမိန့်ပေးခဲ့ပါတယ်အမေရိကန်ဆိုရာကယူကရိန်းစစ်ပွဲရတက်ဖို့အတွက်ဂျာဝင်စစ်ဆန်မှုတွေလှုပ်ဆောင်လာပြီးနောက်မှာရုရှားနဲ့ယူကရိန်းကြားမှာဆက်ဆံတိုးတက်မှုတွေဖြစ်ပေါ်လာပေမဲ့နှစ်နိုင်ငံခေါင်းဆောင်တွေကမင်းနဲ့ချင်းဆိုင်ဆွေးနွေးတဲ့အစီအရာဖို့အတွက်အလန့်ဝဲကွာနေဆဲဖြစ်တယ်လို့သိရပါတယ် ရုရှားသိမ်းပိုက်ထားတဲ့ယူကရိန်းနယ်မြေတွေနဲ့ပတ်သက်ပြီးနှစ်ဖက်လုံးကလက်ခံတဲ့သဘောတူညီမျှော်ရရှိမှငင်းကြဲဆွေးနွေးပွဲဖြစ်ပေါ်လာပွဲရှိရလို့သိရပါတယ်။နောက်ထပ်အားသာတဲ့တပုတ်ကိုလည်းလက်ခံရရှိထားပါသေးတယ်။ပထမဆုံးရရှိချန်ပီယံဆိုတဲ့အတွက်ဟာရီကိန်းအလွန်အကျွံအောင်ပွဲခံနေပါတယ်။ဒီသတင်းကိုတော့ငင်းကြဲအောင်ပြပေါ်လာပါဗျ။ ဘိုင်ယန်မြူးနစ်တိုက်စင်မှုဟာရီကိန်းဟာကစားသမားဘဝမှာပထမဆုံးချိန်ရှယ်မြန်ဆွေးရရှိခဲ့ပြီးနောက်မှာအလွန်ကြွအောင်ပွဲခံခဲ့လို့သိရပါတယ်။ဘွန်ဒက်စ်လီကအမှတ်ပေးဆရာဒုတိယနေရာမှာရည်တည်နေတဲ့လီဗာကူစင်အသင်းကဖိုင်ဘတ်အသင်းနဲ့တကူးစတီရေးကြသွားခဲ့တာကြောင့်ဘိုင်ယန်မြူးနစ်အသင်းဟာဘွန်ဒက်စ်လီကရှယ်မြန်ဆွေးရရှိသွားခဲ့တာဖြစ်ပါတယ်။ရှယ်မြန်ဖြစ်ပြီလို့သိချသွားချိန်မှာဟာရီကိန်းဟာအသင်းပေါ်တွေဖြစ်တဲ့ကင်မင်းအေးစ်ဒီယာရိုနဲ့ဒူအောင်ပွဲခံခဲ့တယ်လို့သူ့ရဲ့ Instagram မှာလည်းရှယ်မြန်ဖြစ်အောင်ပွဲခံတဲ့ပုံတင်ခဲ့ပါတယ်။ ဟာရီကိန်းကလက်ရှိဘောလုံးရာသီမှာဘိုင်ယန်မြူးနစ်အတင်အတွက်36ကိုဒီသွင်းယူပေးထားခဲ့သလိုပြီးခဲ့တဲ့ဘောလုံးရာသီကလည်း44ကိုဒီသွင်းယူပေးနိုင်ခဲ့ပါတယ်။ဟာရီကိန်းဟာကမ္ဘာအကောင်ဆုံးတိုက်စစ်မှုတွေထဲမှာပါဝင်သူဖြစ်ပေမဲ့ကစားသမားဘဝမှာချန်ပီယံဆုတွေနဲ့အကြိမ်ကြိမ်လွှဲချော်ခဲ့သူလည်းဖြစ်တယ်လို့သိရပါတယ်။အခုတင်ဆက်ပေးခဲ့တာတွေကတော့မြန်မာရှေ့ရဲ့24နာရီနေ့ကသတင်းတွေပဲဖြစ်ပါတယ်။ကြည့်ရှုအားပေးကြပရိသတ်များအားလုံးကျန်းမာရွှင်လန်းကြပါစေလို့ဆုမကောင်းတောင်းလိုက်ပါတယ်ရှင်။